ရွှေ78ကာရက်နဲ့အထူးပြုလုပ်ထားပြီးပန်းရောင်တန်းနေတဲ့ကျွေတုတ်တိုင်ခွက်နဲ့အတူနန်းဆန်လာတဲ့ဒီနိုင်လေးကတော့မြမပြေနောက်ဆုံးမင်းဆက်ဖြစ်တဲ့တီဘောမင်းရဲ့ကျင်ရတော့မိဖုရားစုဖုရားလက်ပိုင်ဆိုင်ခဲ့တဲ့အိတ်ဆောင်ရွှေနိုင်လေးဖြစ်ပါတယ်။အိတ်ဆောင်ရွှေနိုင်ရဲ့လက်ရာနဲ့ပုံစံဟာအရန်ကိုတည်သက်လှပပြီးအဲဒီခေတ်ကာလကအည်သွေးမြင့်တံပိုးကြီးပစ္စည်းတွေကိုမှ ထုတ်လုပ်တယ်လို့ကြော်စောတဲ့ Jacob Brothers ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။နေချင်းအင်္ဂလိပ်တို့ဟာ1885ခုနှစ်နိုဝင်ဘာလထဲမှာမန္တလေးမြို့ကိုဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတီဘောမင်းနဲ့မိဖုရားစုဖုရားလက်တို့ကိုအိန္ဒိယနိုင်ငံယရနာဂီကြီးသို့ခေါ်ဆောင်ကာမြမမြေပေါ်ကနေပြည်နှင်တန်ပေးခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံကို ရှင်နှပါပါတော်မူခဲ့စဉ်ကဘာပစ္စည်းမှယူခွင့်မရခဲ့ကြတဲ့အတွက်ဒီအိတ်ဆောင်ရွှေနိုင်လေးဟာ မန္တလေးနန်းတော်ထဲမှာပဲကြံ့ရစ်ခဲ့တဲ့စုဖျားလက်ရဲ့အတုံးဆောင်ပစ္စည်းတွေက တခုဖြစ်ပါတယ်1886ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့အင်္ဂလိပ်တွေဟာမန္တလေးနန်းတော်ထဲမှာကြံ့ရစ်ခဲ့တဲ့နန်းတွင်းအတုံးဆောင်တွေနဲ့ယတနာပစ္စည်းတွေကိုနန်းတော်ထဲမှာပဲလီလံပွဲလောက်ခါရောင်းချခဲ့ကြပါတယ်အဲဒီနိုင်လေးကိုလည်းလီလံတင်ရောင်းချခဲ့ပါတယ် အိန္ဒိယဘီယံကန်လော့ဒ်ဒက်ဖရင်က လေလံပွဲကနေဒီနိုင်လေးကိုဝယ်ယူခဲ့ပါဗျ။အဲ့ဒီနောက်နာယီကိုအရာရှိစစ်ဝတ်ဆောင်ဝတ်ထားတဲ့သူ့ရဲ့ဓာတ်ပုံနဲ့အတူပူးတွဲပြီး Miss Fanny Blackwell ကိုလက်ဆောင်အဖြစ်ဆက်သားခဲ့ပါဗျ။နာယီရဲ့ယာဇဝင်ကိုလည်းနာယီအိမ်မှာစာထွင်းပြီးမှတ်တမ်းတင်ထားခဲ့ပါဗျ။သူ့ဓာတ်ပုံရဲ့နောက်ကျောဘက်မှာတော့လော့ဒ်ဒက်ဖရင်က သူနဲ့ပတ်သက်တဲ့နောက်ခံအကြောင်းတချို့ကိုရေးသားခဲ့ပါဗျ။ ဒီနိုင်တဲ့တပ်ပုံက Miss Fanny Blackwell ကနေတဆင်းသူ့ရဲ့တူမဖြစ်တဲ့ Clarick Blackwell ရဲ့လက်ထဲကိုလက်ဆင့်ခံရရှိခဲ့ပါတယ်1960ခုနှစ်ရက်စွဲနဲ့ Clarick Blackwell ကရေးသားထားတဲ့စာတွေအရသိခဲ့ရပါတယ်လက်ရှိမှာတော့မိဖုရားစုဖုရားလက်ရဲ့အိတ်ဆောင်ရွှေနိုင်လေးဟာ UK မှာရှိတဲ့ရှီဟောင်ဖိုးရက်ပစ္စည်းတွေစုဆောင်းထားတဲ့ Antique Karen ဆိုတဲ့နေရာလေးမှာ လုံလုံခြုံခြုံနဲ့ရှိနေပါတယ် ီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ပူပိုလေး TV ကို Subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ဦးနော်။